ားလုံးကိုတာလီစပါကျွန်တော်ရဲ့ APR Arkin မြန်မာ YouTube Channel လေးကနေမြို့ထစာပြန်လေးကြိုဆိုလိုက်ပါတယ်ဒီကနေ့အတွင်းမြန်ဆောင်ပါလေးတော့တင်ပြပေးသွားဖို့ရွေးချယ်ထားပါတယ်အင်းချန်ရဲ့ Happy Water သာကြသူများဆိုတဲ့ဆောင်ပါလေးဖြစ်ပါတယ်ဆင်မမတိတာဆန်ဆောင်ရေးသားထားပြီးတော့ People Spring လူရုံတွေဦးမီဒီယာကနေဖော်ပြထားတဲ့ဆောင်းပါးလေးပါလူလူမျိုးမီဒီယာနဲ့ဆင်မမတိတာဆန်ဆောင်ကို ဒီနေရာကနေစာမလေးကိုဖတ်ပြခွင့်ပေးဖို့တောင်းဆိုပါတယ်ဟုတ်ကဲ့ပါခင်ဗျာနင်ဂျာရဲ့ happy water သာသုံးကြသူများတဲ့လက်တလုံးတခိပြတနာဟာအာနာကိုစစ်တက်ကအချွင်မေကျင့်သုံးနေတဲ့အထင်မှာအစိုးရဆုံးဟာတရားစီရင်ရေးအာနာကိုကျင့်သုံးနေမှုဖြစ်ပါတယ်လွတ်တော်ဆိုတဲ့ဥပဒေပြုမှန်တဲ့ပေါ်ထွက်လာပါစဉ်ရောတရားစီရင်ရေးကဏ္ဍကဥပဒေ ထက်မှာရှိမည်ရှိနေတဲ့စစ်တပ်ရဲ့အုပ်ချုပ်ရေးမှန်တိုင်အလိုကြသာလိုက်နာဆောင်ရွက်နေမည်ဆိုရင်တာမန်ပြည်သူလူထုအတွက်ဘလို့ငြိမ်းချမ်းရေးမျိုးကိုမှဆောင်ကျင်းပေးနိုင်မှာမဟုတ်ပါဘူး2000တစီကနေ2020မှာလွှတ်တော်တွေရှိခဲ့ပေမဲ့စစ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတာမပေါ်ထွက်ခဲ့ပဲငြိမ်းချမ်းရေးကောင်းစရာကလှုပ်ရှားတွေလာပဲကားပါမစ်တွေရဒေါ်လာယူရိုတွေစရဖြစ်ခဲ့ကြတာအများအသိပါဒါကလေစစ်တပ်နဲ့သူ့အလိုကြပြုံးနိုင်ပြုတ်နိုင်သူတွေကို ကြံတာမှန်လူတွေထက်အခွင့်အရေးမှန်သမျှပို့ပေးခဲ့တဲ့အတွက်တရားဥပဒေစိုးမိုးရေးအားနည်းခဲ့လို့တာပါအခုငင်းကြေးစကားပြောကြတယ်ဆိုတာကလည်းလက်နဲ့ကင်တက်ဖွဲ့ဆိုသူတွေနဲ့စစ်မတရေးအကြောင်းဆွေးနွေးကြဖို့လောက်အာရုံရကြတာပါတကယ်တော့စစ်ပွဲတွေမရှိတော့ရုံနဲ့ငင်းကြေးမရနိုင်တာကိုတာမန်လူတို့ကအသိနေကြပြီသားပါတာမန်လူတို့ရဲ့ ရင်ချမ်းကျင်တဲ့စိတ်ဟာလေးပစ်စစ်လွှတ်ထားတဲ့ခမ်းမတွေထိကိုကျွတ်ကျွတ်မွတ်မွတ်တက်လာနိုင်တဲ့စစ်တပ်ကရန်သူအဖြစ်သဘောထားမခံရတဲ့လူနည်းစုရဲ့ရင်ချမ်းရေးတမာဖြစ်ရှင်တဲ့စိတ်ထက်အစရာထောက်မကပေါ်လေးဆိုတာကိုလည်းသတိပြုကြရပါမယ်။ဒါပေမဲ့တာမန်လူတို့အတွက်တကယ်လိုအပ်နေတဲ့တရားဥပဒေစိုးမိုးရေးကိုရင်ချမ်းရေးစကားလုံးငန်းဖန့်နေတဲ့ဆွေးနွေးသူလူနည်းစုကဂရုမစိုက်ကြပါဘူး။စစ်မှုထမ်းဥပဒေကိုဥပဒေပြုရေးမှန်တိုင်မှတ်ပါပဲ။အတည်ပြု အသက်သွင်းခေကြတာပါ။ ဒီလိုဥရအသက်ဝင်လာတဲ့အခါမြမလူပေါ်ဟာငြိမ်းချမ်းတွားရလားလေးပစ်စခမ်းမထိကဆွေးနွေးသူတွေကတော့လွတ်တော်ပေါ်လာရင် တမျိုးတမျိုးဖြစ်လာပြီလို့လော်ဘီလုံနေချာတော့ပါပဲခက်တာကလွတ်တော်မပါပဲစစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းအသက်သွင်းတဲ့စစ်တပ်ရဲ့လက်လွတ်တရားလက်လွတ်စစ်သားစုဆောင်မှုတွေလားတမျိုးတမျိုးဖြစ်စေခဲ့တာမရှိခဲ့ကြောင်းလေတန်မဟာရေးကြပါဘူးစစ်တပ်ကပြည်စိုးတွေမှုဲပြီးတော့တရားဥပဒေစုံမမှုမပေါ်ပေါက်အောင် ခင်ကျင်ထားပြီးသားမို့အောက်ခြေလူထုမှာဘလော့မငင်းချမ်းဖြစ်နေရတယ်ဆိုတာကိုဘသူကမှမဆွေနွေရိတ်ခေကြတာလေထင်ရှားပါတယ်။တာမန်ရက်ွေအရှုံးမူလအဆင့်လူတွေကတော့လူတို့အပေါ်နိုင်တဲ့စီနယ်လှုပ်ရှင်ရလှုပ်နေကြတာကိုကြည်ဖြူပေးနေတဲ့တရားဥပဒေစိုးမိုးမိုးကဲမင်နေတဲ့အနေအထားကိုစိုးရင်ကြောင့်ကြမနေကြပဲတနေငံလုံးငင်းချမ်းရေးအတွက်အကြံဉာဏ်ပေါင်း120ကိုပြိုးထွက်နိုင်ကြတာကလေအံ့ဩစရာအာဃာတတိပါပဲ အဝေးကနေပြည်တွင်းသတင်းတွေကိုစွန်းစွန်းလင်းလင်းသိရှင်တော့ဆိုရှယ်မီဒီယာမှာရှာဖက်ရတာပါ Facebook ထုံးစံအတိုင်းအထက်အပို့စ်တွေက အကြောင်းအရာ အတန်အသင့်စစ်ဆက်တာတွေပိုလာတတ်ပါတယ် algorithm ရဲ့သဘောပေါ့ post တစ်ခုမှာအင်မတန်မှနိုင်ငံရဲ့အတွေ့အမြင်တစ်လွေတစ်ဖက်ခန့်နေတဲ့အပြုတစ်ခုကိုကြားလိုက်ရပါတယ်ပါတီတစ်ခုကဦးစီးကျင်းပါတဲ့ရွေးကောက်ပွဲထက်ဝန်ကြီးဌာန၃ခုကိုလည်းအစိုးရနေပြီးဒုတိယသမ္မတနေရာကိုလည်း အစိုးပြုခွင့်ရထားတဲ့စစ်တပ်ကကျင့်ပါတာတဲ့ရွေးကောက်ပွဲကျင့်ပါတာတမတမတ်ပူကြမယ်လို့ယုံကြည်တယ်ဆိုတဲ့ post ပါလာမယ့်ကျင့်ပါလက်တန်းလို့ယူဆနိုင်တယ်လို့လည်းအောင်မြင်အတိမတ်ပြုခံရဖို့လာလာမြအလွန်အလားလာနေနေတဲ့ရွေးကောက်ပွဲလို့ဆိုနိုင်တဲ့လှုပ်ဆက်မှာပါဝင်မဲ့ပါတီတခုရဲ့အကြီးအကဲကပြောတဲ့စကားပါဒီနေရာမှာဒီရွေးကောက်ပွဲပုံမှန်မဆိုပြည်ထောင်စု ။ရွေးကောက်ဝေးကော်မရှင်ကသာရွေးကောက်ဝေးဥပဒေနိုင်ငံရေးပါတီတည်ထောင်ခွင့်ဥပဒေဆိုတာတွေရဲ့တည်ရောက်မှုတွေအကြောင်းထည့်သွင်းဆွေးနွေးစရာတွေရှိပါတယ်။ခက်တာကနိုင်ငံရေးသမားလို့သာခူချင်းခူခန့်ချင်းကြပေမဲ့အာဏာလိုချင်ပေမဲ့သူတို့အမြင်အပြင်ရွေးကောက်ဝေးကျင်းပသူရဲ့တစ်ဖက်စီနဲ့အခွင့်ထူးသူတွေကိုမတရားမှုလို့မမြင်နိုင်မပြောနိုင်ဖြစ်နေရတာပါ။စာချင်းမှာဆိုလို့ဒီအကြောင်းတွေကိုအသေးစိတ်မပြောတော့ပါဘူးဖြစ်ရှင်တော့အဲ့ဒီ post အပြီးမှာ အကကလေးပေါ်မှာတွေ့လိုက်ရတာက happy wonder လို့ခေါ်တဲ့မူရစီဝါကိုတာသုံးတော်မဲ့သူတွေကိုတတိပေးထားတဲ့ကိုအတွက်တာသုံးဖို့သူမင်္ဂလေးတရားရဲ့ဗီဒီယိုပါသူတတိပေးထားတာကအဲ့ဒီ happy wonder ကိုတာပြီးနောက်ပိုင်းဆိုရင်တအားကိုဖို့ရွေသဘောကောင်းသွားတာမို့ကောင်လေးတွေကအတမပြုခြင်းလာရင်တော့ကြည်ကြည်နက်နက်ကြီးခံယူပြီးတော့အဲ့လိုခံယူမိမှန်းတောင် မသိကိုဘာသာမသိလောက်အောင်ကောင်းသွားတယ်ဆိုတာဆိုတဲ့အကြောင်းကိုပြောထားတာပါ ရွေးကောက်ပွဲကြီးပြီးတဲ့အခါအချွဲမင်းအာနာကိုစစ်တပ်ကတုံးခွန့်မရတော့ဘဲလွတ်တော်ရေလို့ပေါ်လာမယ်အဲ့ဒီလိုမှမဟုတ်ရင်အာနာထိန်းတာကနေအာနာသိန်းတာကိုပဲလှုပ်လို့ရမှာမို့စစ်တဲ့နေတာထဲစာရင် စကားပြောဆွေးနွေးတာပိုကောင်းပြီလို့ပြောသွားတဲ့နိုင်ငံရေးတမတရားရေး post ကိုလေတွေ့လိုက်ရပြန်ပါတယ်အဲရွေးကောက်ပွဲနဲ့ညင်ချရေးပေါ်အဲ့ဒီနိုင်ငံရေးတမတွေဆိုသူတွေအကောင်းမြင်ပုံဟာတိတ်ဖို့ရေလွန်းလာပါလားလို့လေတဘောပေါက်မိရပါတယ် တက်ဆက်တဲ့မြန်မာနိုင်ငံရေးဟာအစစ်မှန်တရားဥပဒေစိုးမိုးမှုတဲ့ပိုကောင်းနေတဲ့ထင်တာတွေကို ဖော်ရည်လွန်းစွာကကာကွယ်ပြိုးဆိုနိုင်ဖို့ပဲအော်အာယုံထားနေကြတာမျိုးလေးသဘောပါမိရှားပြန်ပါတယ်မြန်မာနိုင်ငံရေးလားအာဏာကိုတရားဥပဒေစိုးမိုးရေးထက်ပေါ်ပြီးဥစားပေးစဉ်းစားတဲ့နိုင်ငံမျိုးတောင်ရှိသေးရလားလို့တွေးမိတဲ့အထိပါပဲအာဏာအတွေ့ Happy Water တပ်နေသူတွေဟာ တာမန်ပြည်သူတွေအတွက်စစ်မှန်တဲ့တရားဥပဒေစိုးမိုးမှုကိုဘယ်လိုဖော်ဆောင်မလဲဆိုတာမဆွေးနွေးရကြပါဘူးမြေပြင်မှာဖြစ်နေကြုံနေရတဲ့အမတရားမှုတွေအဆုံးသတ်သွားအောင်ထက်မဖြစ်အောင်ဘလို့တွေတာဝန်ယူသင်ကြတယ်ဆိုတဲ့အကြောင်းအသေးစိတ်လေးလေးနဲ့ဆွေးနွေးတာမျိုးမကြားရပါဘူး။ဒါကြောင့်သာသူတို့တွေဟာလူတို့ထက်စစ်တပ်ပေါ်ပို့ပြီးဖော်ရဖို့ရွေးချယ်ကြတာကိုရင်းချမ်းရေးဟက်ပီဝါတာတာသုံးကြသူများလို့ဒီလူတွေကိုခေါင်းစဉ်တက်ထားတာဖြစ်ပါလေ။ ဟုတ်ကဲ့ပါခင်ဗျာအဆုံးထိနောက်ဆက်ပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိဘပြည်သူညီကောင်မတော်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်အားလုံးဘေးကင်းကျန်းမာကြပါစေခင်ဗျာ